ီကနေ့မှာတော့မြန်မာလူထုရဲ့တော်လှန်ရေးကို အားပေးထောက်ခံဖို့လိုတဲ့ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဆောင်းပါးလေးကိုတော့ထိုင်းနိုင်ငံအခြေစားဘန်ကောက်ပို့သတင်းစာမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ရေးသားထားတဲ့ Support the People's Revolution ဆောင်းပါးကို TVV သတင်းဌာနကနေဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရန် TVV သတင်းဌာနအားဒေသစွာခွင့်တောင်းအပ်ပါတယ်။ အခုဆိုရင်မြန်မာနိုင်ငံဟာတမိုင်းဝင်အလှည့်ပြောင်းကာလတစ်ခုကိုရောက်ရှိနေပါပြီ။ဒါဟာမြောက်ဖက်အိန္ဒိယနိုင်ငံတရုတ်နိုင်ငံရဲ့ပြောင်းလဲတိုးတက်ရေးခရီးစဉ်နဲ့ဆင်တူပါလိမ့်မယ်။လက်ရှိတရုတ်ခေါင်းဆောင်တွေအနေနဲ့1929ကနေ1949ခုနှစ်အထိဖြစ်ပွားခဲ့တဲ့တရုတ်ပြည်တွင်းစစ်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ကာလတွေကိုပြန်လည်သတိရမိကြမှာပါ။ဒီစစ်ပွဲဟာတရုတ်ပြည်သူတမရနိုင်ငံထူထောင်နိုင်ခဲ့ခြင်းနဲ့အဆုံးသတ်ခဲ့တာပါ။ ခန္ဓာရင်နဲ့တန်တိတ်ထန်ခိုင်မာမှုပြယုတ်ဖြစ်တဲ့တရုတ်ပြည်ကွန်မြူနစ်တပ်နေတော်ရဲ့ခရီးရှည်ရှိတပ်ပွဲ လောင်မတ်ကိုလည်းတရုတ်ခေါင်းဆောင်တွေအမတ်ရနေပါလိမ့်မယ်။ဂျာဟာဖိနှိပ်တဲ့အစိုးရတွေကိုစန့်ကျင်တိုက်ခိုက်ခဲ့တဲ့ခက်ခဲချမ်းတက်တဲ့လှုပ်ရှားရုန်းကမှုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။တရုတ်ပြည်သူတွေဟာပြည်သူဆန္ဒထက်ကိုကျိုးစည်းပွားကိုပဲဥထိတ်ထားတဲ့အင်အားကြီးနိုင်ငံတွေရဲ့ထောက်ပံ့ခံအစိုးရကိုရင်ဆိုင်တိုက်ခိုက်ခဲ့ကြရပါတယ်။ ဒီကနေ့မြန်မာနိုင်ငံဟာလည်းတချိန်ကတရုတ်နိုင်ငံဤသူသမိုင်းရဲ့အလှည့်အပြောင်းကာလတစ်ခုကိုကြုံတွေ့ရင်ဆိုင်နေရပါပြီ။မြန်မာပြည်သူတွေဟာ ဖိနှိပ်မှုအကြမ်းဖက်မှုတွေနဲ့ကန်းကုံအောင်ရုံမာနေတဲ့စစ်အစိုးရကိုစန့်ကျင်တိုက်ခိုက်နေကြရပါတယ်။ဒါဟာတချိန်ကချန်ကီရှိတ်ရဲ့ကူမင်တန်အစိုးရလက်အောက်ကအာဏာရှင်ဆန့်မှုနဲ့စစ်တပ်အုပ်ချုပ်မှုကို ပြန်ပြောင်းတရီရစေပါတယ်။လက်ရှိမြန်မာတော်လှန်ရေးရဲ့ရည်မှန်းချက်ဟာ ပြည်သူတွေရဲ့အလိုဆန္ဒအတိုင်းငြိမ်းချမ်းရေးတာယာဝပြောရေးနဲ့တရားမျှတမှုရရှိဖို့ဖြစ်ပါတယ်။တခြားပြည်ပနိုင်ငံတွေရဲ့အလိုဆန္ဒအတိုင်းလောက်ကင်ဆောင်ရွက်သွားမှာမဟုတ်ပါဘူး။မော်စီတုံးဟာလယ်သမားအလို့သမားတွေရဲ့တခဲနဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်။ဒီလိုထောက်ခံပါဝင်မှုကြောင့်သာတရုတ်ပြည်သူသမရနိုင်ငံထူထောင်နိုင်ခဲ့တာပါ။မြမတော်လန်ရေးဟာလည်းထိုနည်း၎င်းပါပဲ။တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာတည်ငြိမ်မှုနဲ့ ကိုပိုင်ပြဋ္ဌာန်းခွင့်ရဲ့အတွက်တိုက်ပွဲဝင်ခဲ့ရတဲ့ခရီးဟာတရုတ်ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ရည်မှန်းချက်တွေမှပဲအခြေခံခဲ့ရတာပါမြန်မာနိုင်ငံကလည်းအလားတူလမ်းကြောင်းမျိုးပြည်သူလူရင်းဆန္ဒလိုက်ဖို့ညှော်လင့်နေပါတယ်လမ်းမော်ဆန္ဒပြပွဲတွေကိုရိုင်းလို့လက်နက်တွေနဲ့ဆခဲ့တဲ့မြန်မာတော်လှန်ရေးဟာတခုဆိုရင်အရှိတောင်အာရှရဲ့အကြီးဆုံးစစ်တပ်တွေတဲကတခုကို တနိုင်ငံလုံးအတိုင်းအတာနဲ့တိုက်ခိုက်နေတဲ့ထိုးစစ်အသွင်ကိုရောက်ရှိလာခဲ့ပါပြီ။ဒီလှုပ်ရှားမှုဟာပြည်သူတွေရဲ့ဇွဲတီထွင်ဖန်တီးမှုနဲ့မယိမ်းမယိုင်တဲ့စိတ်သက်တွေကြောင့်အောင်မြင်ခဲ့ရတာပါ။ယခုအခါမှာနိုင်ငံတကာအတိုင်းအဝန်းအနေနဲ့မြန်မာနိုင်ငံနဲ့ဘယ်လိုဆက်ဆက်မလဲဆိုတာကိုစဉ်းစားတဲ့အခါရိုးရှင်းတဲ့အမှန်တရားနှစ်ခုကိုအတိအမှတ်ပြုတင်ပါပြီ။ပထမတစ်ခုကပြည်သူတော်လှန်ရေးဟာ အောင်မြင်ဖို့များတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒုတိယနဲ့အရေးကြီးဆုံးအချက်ကတော့ဒီတော်လင်ကြီးကသာငိမ့်ချင်းကြီးနဲ့တည်ငြိမ်ရေးကိုပေးနိုင်မဲ့တခုတည်းသောလမ်းကြောင်းဖြစ်တယ်ဆိုတဲ့အချက်ပါပဲမြမစစ်တပ်ကရှေ့ဘုံကျုပ်တွေနဲ့မတူတာကတော့လက်ရှိတော်လင်ကြီးကို2020ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်တင်မြောက်ခဲ့တဲ့တရားဝင်လွှတ်တော်ကိုယ်စားလှယ်တွေကဦးဆောင်တာပဲဖြစ်ပါတယ်မြမပြည်သူတွေဟာဒီစစ်အစိုးရကို လုံးဝလက်မခံတော့ဘူးဆိုတာကိုအမြဲတမ်းပြသခဲ့ကြပါတယ် အဲ့ဒီအတွက်ဒေါ်လန်ကြီးကိုထောက်ခံကြပြီးဒေါ်လန်ကြီးအောင်ပွဲမရမချင်းဆက်လက်တိုက်ပွဲဝင်နေအောင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြည်သူတွေရဲ့ရည်မှန်းချက်ကစစ်တပ်ကိုလုံးဝဖျက်ဆီးပစ်ဖို့မဟုတ်ပါဘူး။ပြည်သူတွေအတွက်အလौကျွေးပြုမဲ့ဝေးကောက်ခံအယက်သားအစိုးရကိုတာဝန်ခံမဲ့ professional ပီတာတဲ့စစ်တပ်တစ်ခုကို ပြောင်းလဲဖို့ဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီကတည်းကကျန်းတက်တဲ့တမိုင်းတစ်လျှောက်ဒီလိုအခြေအနေမျိုးမရှိခဲ့ဘူးပါဘူး။ ဒါပေမဲ့ဒီမိုကရေစီနိုင်ငံတွေအဖို့ဒီမန်ချက်ဟာစံတက်လွန်ပြီးမဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။ဒီမန်ချက်ဟာတရုတ်နိုင်ငံရဲ့ငြိမ်းချမ်းတဲ့လူအတိုင်းဝိုင်းဆိုတဲ့တရုတ်နိုင်ငံရဲ့ရည်မှန်းချက်နဲ့လည်းကင်ညီပါတယ်။မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုဟာဒေတာတွင် နိုင်ငံတွေရဲ့ရေရှည်တည်ငြိမ်ရေးတာယာဝပြောရေးအတွက်အဓိကကြပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံအတွက်လည်းအရေးပါပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့တရုတ်ရဲ့ဆန္ဒကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အတိအမှတ်ပြုပါတယ်။မြန်မာနိုင်ငံနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြန်လည်ကောင်းမွန်စေချင်တာကိုလည်းနားလည်ပါတယ်။ဒါပေမဲ့တရုတ်သမ္မတရှီချင်းဖင်အနေနဲ့လက်ရှိမြန်မာပြည်ပခါကို ဖန်တီးခဲ့သူစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမဲအောင်လှိုင်နဲ့လူသိရှင်ကြားထိတွေ့ဆက်ဆံတာဟာ တရုတ်အစိုးရပြောနေတဲ့တည်ငြိမ်မှုကိုထိခိုက်စေပါတယ်။ပြည်သူလူထုကိုနေ့စဉ်တပ်ဖြတ်နေတဲ့ရက်ဆက်တဲ့စစ်ကောင်ဆောင်တအူးနဲ့ဒီလိုထိတွေ့ဆက်ဆံနေတာဟာရေတိုရောရေရှည်မှာပါတရုတ်မြန်မာဆက်ဆံရေးကိုတည်တည်တသာထိခိုက်ပျက်စီးစေနိုင်တာမို့အလွန်စိုးရိမ်စရာကောင်းပါတယ်။ဒါအပြင် အပေါ်ရန်ဟန်ပြယာယီအပြစ်ခတ်ရက်စဲမှုတွေဟာပြိပခါကိုပိုပြီးရှေ့ကြစေပါတယ်။ အားကောင်းတဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းအဟန့်အတားဖြစ်စေပါတယ်။ဒီလိုအတင်းကျပ်လှုပ်ဆောင်မှုတွေဟာရေရှည်တည်ငြိမ်ရေးအတွက်တခုတည်းသောလမ်းကြောင်းဖြစ်တဲ့တော်လှန်ရေးကိုကွဲပြဲစေပါတယ်။စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုလုံးဝရပ်တန့်စေခဲ့တာမဟုတ်ပါဘူး။စစ်ကောင်စီတပ်ဟာယာယီအဖြစ်ခက်ရက်ထားတာမဟုတ်တဲ့တခြားနေရာတွေကိုဆက်လက်တိုက်ခိုက်မြဲတိုက်ခိုက်လျက်ရှိပါတယ်။နောက်ဆုံးမှာတော့ဒီလုံရက်တွေဟာ တရုတ်အစိုးရပြောပြောနေတဲ့တိုးတက်မှုတွေကိုပဲထိခိုက်စေတာဖြစ်ပါတယ်။အဲ့ဒီလိုလုပ်နေမဲ့အစားတရုတ်ပြည်အနေနဲ့တရုတ်မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုအလေးထားပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ကိုက်ညီအောင်ဆောင်ရွက်တင်ပါတယ်။တရုတ်ပြည်အနေနဲ့ရှစ်အစိုးရရဲ့ခွဲခြားအုပ်ချုပ်ရေးမဟာဗျူဟာကိုကုညီရာမျိုးရှောင်ရှားပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မြန်မာနိုင်ငံရှိသက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံဖို့စဉ်းစားတင်ပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာအဓိကကြပါတယ်။တရုတ်ရဲ့အရေးပါတဲ့ယင်းနီမြုပ်နှံမှုအများအပြားရှိတဲ့ဒေသတွေမှာအဲ့ဒီယင်းနီမြုပ်နှံမှုတွေကိုကာကွယ်ဖို့ဆိုရင် NUG PDF နဲ့တရုတ်တို့ဂျာကဆက်ဆံရေးဟာအရေးကြီးပါတယ်။တော်လင်ရေးတပ်ဖွဲ့တွေဟာတရုတ်ယင်းနီမြုပ်နှံမှုတွေကို ထိခိုက်မှုမရှိအောင်ကာကွယ်ဖို့ဦးစားပေးဆောင်ရွက်နေပါတယ်။ တည်ငြိမ်မှုဆိုတာလူတိုင်းအတွက်အရေးကြီးပါတယ်။ NUG နဲ့ PDF တွေဟာအနောက်နိုင်ငံတွေရဲ့လက်ဝေခံကိုယ်စားလှယ်တွေမဟုတ်ပါဘူး။ NUG PDF တွေဟာဘယ်နိုင်ငံခြားအစိုးရကမှတာဝန်ခံတာမဟုတ်ပါဘူး။မြန်မာပြည်သူတွေကသာတာဝန်ခံပါတယ်။ပြည်သူဒေါ်လန်အေးကိုအထောက်အကူပြုမဲ့ဘဲနိုင်ငံတကာအစုအဖွဲ့နဲ့မဆိုးပုံမှန်လင်းလင်းဆက်ဆံဖို့အဆင်သင့်ရှိပါတယ်။၂၀၂၁ခုနှစ်မတိုင်ခင်ကဂျွန်ဆန်းဆွကြည်ရဲ့ဦးဆောင်မှုအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတရုတ်အပါအဝင်အိန္ဒိချင်းနိုင်ငံတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။အခုချိန်အထိလည်းဒီချက်ကိုဦးစားပေးဖြစ်ဆက်လက်ထားရှိနေတော့မှာပဲ။ဒါပေမဲ့လည်းတရုတ်နိုင်ငံဟာဒေတာတွေအဖွဲ့အစည်းတွေကို NUG နဲ့ပူးပေါင်းဆောင်ရွက်မှုမလုပ်ခိုင်းပဲစစ်တပ်နဲ့ပူးပေါင်းမှုဖိအားပေးနေတယ်ဆိုတဲ့စိတ်မချမ်းမြေ့စရာသတင်းတွေထွက်ပေါ်နေပါတယ်။ ဒီလိုလောက်ရက်တွေဟာတရုတ်ရဲ့ကြာရှည်စွာဆုတ်ကင်ခဲ့တဲ့ပြည်တွင်းရေးမဆွတ်ဖက်ရေးမူကိုထိခိုက်စေရုံသာမကမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့တရုတ်ရဲ့မဟာဗျူဟာမြောက်ကြိုးစီပွားကိုပါထိခိုက်စေပါတယ်။နောက်ဆုံးမှာတော့တရုတ်ဟာအရေးကြီးတဲ့မေကိုနှစ်ခုကိုစဉ်းစားဖြေဆိုရပါတော့မယ်။နံပါတ်၁ပြည်ပခရပြီးတဲ့နောက်တိုင်းပြည်ဟာတော်လှန်ရေးအစိုးရအုပ်ချုပ်မှုအောက်မှာပို့ပြီးတည်ငြိမ်မလား။ဒါမှမဟုတ်ဆရာနာရှင်စနစ်အောက်မှာပို့ပြီးတည်ငြိမ်မလား။ ။နံပါတ်2ဘယ်အဖွဲ့ကတော်လန်ရေးမှာအနိုင်ရဖို့ပိုဖြစ်နိုင်ခြင်းရှိမလဲဆိုတဲ့မေးခွန်းတွေဖြစ်ပါတယ်။ဒီတော်လန်ရေး၄နှစ်တာကာလအတွင်းတော်လန်ရေးတပ်ဖွဲ့တွေအုပ်ချုပ်တဲ့ဒေသတွေဟာစစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေထက်ပိုတည်ငြိမ်ပြီးစီးပွားရေးအရာပုံမှုဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ပြည်သူတွေကတော့စစ်တပ်အာဏာရနေသမျှလူမျိုးရေးအတွက်ဆက်လက်တိုက်ပွဲဝင်နေအောင်ပါ စစ်တပ်ထိန်းချုပ်နိုင်တဲ့နေမြေဟာလည်းတနည်းတခြားယောနေလာနေတယ်ဆိုတာကို တွေ့မြင်နေရပါပြီ။စစ်ကောင်စီဟာအခုဆိုရင်နိုင်ငံရဲ့လေးပုံတပုံအောက်ကသာထိန်းချုပ်နိုင်တော့တာပါ။အချုပ်အားဖြင့်ပြောရရင်ကြီးသူတွေဟာစစ်တပ်ကိုအနိုင်ယူနိုင်ပါတယ်။တေချာပေါက်အနိုင်ယူမှာလည်းဖြစ်ပါတယ်။ဒါဟာတရုတ်အတွက် ပိုကောင်းတဲ့ရလဒ်ဖြစ်လာစီမှာပါ။ဒါကြောင့်တရုတ်နိုင်ငံအနေနဲ့ NUG PDF တွေအပါအဝင် က်ဆိုင်သူအားလုံးနဲ့အပြုသဘောဆောင်ဒန်းတူညီမျဆက်ဆံတင်ပါတယ်။ငြိမ်းချမ်းပြီးကြွယ်ဝချမ်းသာတဲ့မြန်မာနိုင်ငံဖြစ်လာဖို့ထောက်ခံတာဟာမြန်မာပြည်သူတွေအတွက်သာမကတရုတ်နိုင်ငံနဲ့ဒေသတစ်ခုလုံးအတွက်ပါအပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့်မဟာဗျူဟာတစ်ခုဖြစ်ပါတယ်။မြန်မာပြည်သူတွေဟာဒီတော်လှန်ရေးကိုခိုင်မာပြတ်သားစွာဆက်လက်ဆင်နွှဲနေကြပါတယ်။ဂုံတိတ်ခါတာယာဝပြောမှုတရားမျှတမှုတွေနဲ့ပြည်စုံတဲ့အနာဂတ်အတွက် သူတို့တိုက်ပွဲဝင်နေကြတာပါရှေ့ဆက်သွားရမယ့်တော်လိုင်းလန်ခီဟာခက်ခဲကြမ်းတမ်းနိုင်ပါတယ်ဒါပေမဲ့ဖြီးသူဆန္ဒအပေါ်အခြေခံနဲ့အနာဂတ်ကပဲစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုယူဆောင်လာနိုင်မှာဖြစ်ပါပြီတဲ့